ပါမြစီမရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါရစေ။ငလင်ဘေးအနေရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေတည်တင့်တည်ထိုက်တဲ့အချက်အလက်တွေကိုမျှဝေပေးနိုင်မှုမြစီမရေဒီယိုကငလင်အထူးအစီအစဉ်အနေနဲ့တရက်လျက်နှစ်ကြိမ်ထုတ်လွှင့်သွားမှာဖြစ်ပါရစေ။မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲထိ ိုင်းဒိုမီတာ31မီတာ9.43မဂါဟတ်စ်ကနေဖမ်းယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိဖိုင်းဒိုမီတာ16မီတာ7.5မဂါဟတ်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစ်မဗီဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဧပြီလ28ရက်တနင်္လာနေ့မနက်ပိုင်းမြစ်မဗီဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်9:00နာရီကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မကတော့ရှင်ပါဒီကနေ့မှာတော့ပတင်ကြီးနယ်ကကြေးရွာတွေမိုးမချမီပြန်လည်ထူထောင်ရေးလုပ်ဖို့လိုတဲ့တဲ့င်းနဲ့အတူ နယူးဒေလီမှာရှိတဲ့မြန်မာဒုက္ခသည်တွေခက်ခဲကူညီဖြည့်ရှင်ပေးဖို့အိန္ဒိယအထက်လွှတ်တော်အမတ်ထံကိုတောင်းဆိုရဲကြောင်းပါဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြပါမယ်။ အဲ့နောက်မှာတော့အာနာသိမ့်မှုအလွန်ထိုင်းမြန်မာအရေးကိစ္စကိုထိုင်းနိုင်ငံသားရေးဝန်ကြီးဟောင်းမစ္စတာကဆစ်ပေရွန်မြောက်ကိုတီးတန့်တွေ့ဆုံမေးမြန်းထားတဲ့ exclusive interview အစီအစဉ်ဒုတိယပိုင်းနဲ့အတူတိုင်းရင်းသားဒေသတွေကသတင်းတွေတိုင်းရင်းသားတွေရဲ့အတန်နဲ့အမြင်တွေကိုပြောပြပေးမယ့် NMG Radio အစီအစဉ်ကိုဆက်လက်ထုတ်လွှင့်ပေးတော့မှာဖြစ်ပါတယ်။အခုကတော့ပထမဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ င်္ဂလာပါနောက်ဆုံးရပြည်တွင်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်မကတော့ရှင်မတနင်္သာရီတိုင်းဒဝယ်မြို့နယ်အတွင်းဒဝယ်ရေဖြူကမ်းလမ်းပိုင်းကဟာလီကွေ့စစ်ကောင်စီတပ်စခန်းကိုပြည်သူ့ကာကွယ်ရေးတပ် PDF တွေတင်ပိုက်ရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနတနင်္သာရီတိုင်းစစ်ဌာနစစ်စင်ရေးတာဝန်ခံရဲဘော်စတာကအတည်ပြုပြောကြားလိုက်ပါတယ် စကောင်စီတပ်သား30ခန်းအထိုင်ချထားတဲ့ဒဝယ်မြို့နယ်မောင်မဲရှောင်းရွာအနီးမှာရှိနေတဲ့ဟာလီကွေ့စခန်းကိုဧပြီလ26ရက်နေ့မနက်စောပိုင်းကစတင်တိုက်ခိုက်ပြီးတဲ့နောက်ညနေပိုင်းမှာတိမ်ပိုက်ရရှိခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာစကောင်စီတပ်သား15ယောက်ကိုဖမ်းဆီးနိုင်ခဲ့ပြီးတော့လက်နက်ခဲယံတချို့လည်းရရှိခဲ့ကြောင်း PDF သတင်းရင်းမြစ်တအူးကပြင်စပကိုပြောပါဗျ။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာစစ်ကောင်စီတပ်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုလည်းပြုလုပ်ခဲ့တာကြောင့်အရဲသား2ဦးသေဆုံးပြီးရဟန်း3ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံရဲ့ပြောပြချက်တွေအရသိရပါတယ်။ဒနေသားဤတိုင်းအတွင်းကတရက်ချောင်းတဝက်ထိခိုက်လမ်းမိုင်းရေဖြူ လောတနင်္သာရီမောတောင်လမ်းပိုင်းစတဲ့ဒေသတွေမှာလည်းစစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေကြားစစ်ရေးအခြေအနေတွေတင်းမာနေပြီးတော့စစ်ကောင်စီကလေကြောင်းကပုံကျဲချင်းကင်းထောက်ခြင်းတို့ကို နေ့စဉ်မပြတ်လှုံ့ဆော်နေတယ်လို့ဒေသခံတွေနဲ့သတင်းရမျက်တွေပြောကြားချက်ရသိရပါတယ်ရှင်။ရန်ကုန်တိုင်းတန်လင်းမြို့နယ်ကအမှတ်၈ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးနေလင်းအောင်ခါကိုပေါ့ဆာဟာဧပြီလ28ရက်နေ့မနက်ပိုင်းကလွတ်မြောက်နယ်မြေတနေရာမှာကွယ်လွန်သွားတယ်လို့နေဆက်သူတွေထံကသိရပါတယ်။ အသက်55နှစ်အရွယ်ဦးနေလင်းအောင်ဟာပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီးတော့နေမကောင်းဖြစ်ခဲ့တာဖြစ်ပြီးဆေးကုသမှုပြုလုပ်ပေမဲ့တတ်တာလာခြင်းမရှိတာကြောင့်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဆေးရုံတရုံကိုပို့ဆောင်စဉ်လမ်းခူးလက်မှာကွယ်လွန်သွားတာဖြစ်ကြောင်းသိရပါတယ်ဦးနေလျောင်ဟာ2015ခုနှစ်နဲ့2020ခုနှစ်တို့မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တန်လင်းမြို့နယ်အမှတ်၈ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်ပါတယ်၂၀21ခုနှစ်ကစစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာတော့လွတ်မြောက်နယ်မြေကိုထွက်လာပြီးဆရာနာရှင်တော်လှန်ရေးဆောင်ရွက်ခဲ့သူတဦးဖြစ်တယ်လို့မိတ်ဆွေတဦးကပြောပါတယ်။ဦးနေလျောင်ရဲ့ရှုပ်အလောင်းကိုသူနေထိုင်ခဲ့တဲ့လွတ်မြောက်နယ်မြေတနေရာကိုပြန်လည်တည်ဆောင်ပြီးတော့နိုင်ရေးစီစဉ်ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ အိန္ဒိယနိုင်ငံနယူးဒယ်လီမြို့မှာရှိတဲ့မြန်မာဒုက္ခသည်တွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုဖြေရှင်းပေးဖို့အတွက်အိန္ဒိယအထက်လွှတ်တော်အမတ်ရစ်ချတ်ဗလာမန်ဂိုင်ရာထံချင်းဒုက္ခသည်ကော်မတီ CRC ကတောင်းဆိုခဲ့ပါတယ်နယူးဒယ်လီမြို့မှာရောက်ရှိနေတဲ့အထက်လွှတ်တော်မရစ်ချတ်ဗန်လာမန်ဂါရန်ထံကို CRC ဥက္ကဋ္ဌဦးဆောင်တဲ့အဖွဲ့ဝင်တွေကဧပြီလ26ရက်နေ့နေ့လယ်ပိုင်းကတွားရောက်တွေ့ဆုံပြီးတော့တောင်းဆိုခဲ့တာလို့သိရပါဗျ။နယူးဒယ်လီမြို့မှာရှိနေတဲ့မြန်မာနိုင်ငံသားဒုက္ခသည်တွေဟာအကြောင်း အလုံယုံတွေမှာဒေတာကန်တချို့ရဲ့အနှောက်ယှက်ပေးမှုအနိုင်ကျင့်မှုတွေနဲ့ခရီးရန်ဖျားချောင်းဝေပြူချိန်တွေမှာရဲတွေရဲ့ဝင်ရောက်စစ်ဆေးချိန်ချောက်ခံရမှုတွေစတဲ့အခက်အခဲတွေအတွက်လုံခြုံရေးကိစ္စတွေဆောင်ရွက်ပေးဖို့တင်ပြခဲ့တာဖြစ်တယ်လို့ CRC ကပြောပါတယ်။ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးတဲ့2021ခုနှစ်နောက်ပိုင်းခိုးလုံလာသူတွေကိုကုလသမဂ္ဂဒုက္ခသည်မဟာမင်းကြီးရုံ UNHCR ကဒုက္ခသည်အစင်တန်းအတိမှတ်ပြုလုပ်ငန်းစဉ်စန့်ကြာနေတဲ့အတွက်အကာအကွယ်မဲ့နေထိုင်နေကြရပြီးစံမှရေးဆောက်ရှောက်မှုအပအဝင်ဒုက္ခသည်အခွင့်အရေးတွေလည်းမရရှိကြကြောင်း CRC ကပြောပါတယ် အိန္ဒိယနိုင်ငံမှာမြန်မာနိုင်ငံသားဒုက္ခသည်တွေကိုနိုင်ငံသားမှပုံတင်ရုံ FAO တရားဝင်နေထိုင်ခွင့်ဗီဇာထုတ်ပေးမှုကို2019ခုနှစ်မှာရပ်ဆိုင်းခဲ့ပြီးတဲ့နောက်တတိယနိုင်ငံကိုရွှေ့ပြောင်းအခြေချသူတွေအတွက်တရားဝင်နေထိုင်ခွင့်ကျော်လွန်သူတွေအဖြစ်ဒဏ်ဈေးပေးဆောင်နေရတာရှိပြီးပြမှုကင်းရှင်းကြောင်းလဲရဲထောက်ခံစာရယူခြင်းမရှိနိုင်တဲ့အခြေအနေတွေဖြစ်နေတာကြောင့်အဆင်ပြေစေဖို့သက်ဆိုင်ရာကအာဏာပိုင်တွေနဲ့ညီနိုင်ဆွေးနွေးပေးရန်တင်ပြခဲ့ကြောင်းလည်းသိရပါဗျာ။ ်မြန်မာဒုက္ခသည်တွေရေကိုတက်နိုင်ဆုံးဆောင်ရွက်ပေးမှဖြစ်ပြီးမီဇိုရန်ပြည်နယ်ကိုမြန်မာနိုင်ငံကဝင်ရောက်လာတဲ့မူရစ်ဆေးဝါးတွေတားဆီးထိန်းချုပ်ရေးလုပ်ငန်းတွေမှာလည်းပါဝင်ကူညီလှုံ့ဆော်ချဖို့ချင်းဒုက္ခသည်ကော်မတီ CRC ထံကိုအထက်လွှတ်တော်အမတ် Richard Van La Mangara ကပြန်လည်မြစ်တာရက်ခံခဲ့ကြောင်းလဲဆိုပါတယ် မလင်တန်တင့်ခဲ့တဲ့မန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်ကအေယဝရီမြေလူကျွန်းပေါ်ကကျေးရွာတချို့မှာထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပြီးမိုးမကြမီကာလအတွင်းပြန်လည်ထူထောင်ရေးလှုပ်ဆောင်ဖို့အကူအညီတွေလိုအပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ပသိမ်ကြီးမြို့နယ်ကတံပိုကျွန်းရွာအပောင်ဝင်ရွာတချို့ဟာမတ်လ28ရက်နေ့ကငလှင်ကြောင့်ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီးအကူအညီတွေလိုအပ်နေတာဖြစ်ပါတယ်။ အဲ့ဒီရွာတွေဟာ ARI မြစ်လယ်မှာရှိတဲ့ကျုံးငယ်ပေါ်မှာတည်ရှိတာဖြစ်ပြီးမိုးကာလမိုးရေတက်လာတာနဲ့အမျှရေကြီးခြင်းကိုပါနှစ်ဆင်ကြုံတွေ့နေကြရတဲ့ရွာတွေဖြစ်ပါတယ်။ မတ်လ28ရက်နေ့ကစကိုင်းမြို့နီးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ပြင်းအား Richter scale 3.8အဆင့်ရှိတဲ့ပြက်ရွေဟာတာမိုကျုံရွာအရှိပိုင်းကိုဖျက်သွားတာကြောင့်လမ်းတွေအကွဲပြီးအိမ်တွေပျက်စီးမှုရှိတယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတဦးကပြောပါတယ်။ကျုံချသွားတဲ့မြေလွှာအကြောင်းတွေကိုတဲပြေးဖို့စီစဉ်နေကြပြီးဆက်ရန်နေရတဲ့ငွေကြေးကူညီတွေလိုအပ်နေတယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေသူကပြောပါတယ်။ တန်ဖိုကျွန်းရွာအပောင်ဝင်ငလှင်တန်းချောက်ပျက်စီးခဲ့တဲ့ရွာတွေမှာတော့တနိုင်တစ်ပိုင်းကူညီပေးသူတွေလာရောက်ကူညီပေးတာရှိပြီးဒေသခံတွေကလည်းကိုထူကိုထပြုပြင်မှုတွေရှိနေကြပေမဲ့မကြမီကာလမှာမိုးရွာတွေကိုရောက်တော့မှဖြစ်တဲ့အတွက်ဒေသခံတွေကစိုးရိမ်မှုတွေလည်းရှိနေကြပါတယ်။ နောက်ဆုံးရပြည်တွင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးဆရာနာတိမ့်မှုအလွန်ထိုင်းမြန်မာအရေးကိစ္စကိုထိုင်းနိုင်ငံသားရဲ့ဝန်ကြီးဟောင်းမစ္စတာကဆစ်ပေရမြနဲ့မြစ်စမသတင်းခန်းစီမံခန့်ခွဲမှုအရိတာဦးစိန်ဝင်းတို့တီးဆန့်တွေ့ဆုံမေးမြန်းထားတဲ့ exclusive interview အစီအစဉ်ဒုတိယပိုင်းကိုတင်ဆက်ပေးပါမယ်ရှင် I'm going to uh, meet with the Mr. Kasip Piruma uh who is the former Mr. Gasip Bishu မြဟာထိုင်းနိုင်ငံသားရေးဝန်ကြီးဟောင်းနဲ့တမ်မဟောင်းတို့ဖြစ်ပါတယ်။သူဟာထိုင်းနိုင်ငံသားရေးဝန်ကြီးအဖြစ်2008ကနေ2017အထိတာဝန်ထမ်းဆောင်ခဲ့တာပါ။မြစည်းမနဲ့အခုအင်တာဗျူးမှာ Mr. Gasip Bishu မြကထိုင်းမြန်မာအရေးအရာကိစ္စတွေကိုဆွေးနွေးထားပါတယ်။ There is millions of uh, Burmese and uh, taking shelter or the working in Thailand or ထိုင်းမှာနေထိုင်နေတဲ့ဒါမှမဟုတ်အလုပ်လုပ်နေတဲ့ဒါမှမဟုတ်ခိုးလုံနေတဲ့မြန်မာတန်းချီရှိရဲ့။ ဒါပေမဲ့မကြသေးခင်ကအခြေအနေမှာမြန်မာနိုင်ငံဘက်ပြန်ပို့လာရင်းနဲ့ပတ်သက်လို့ကျွန်တော်တို့တွေစိုးရင်ပူပန်ကြရတယ်။ထိုင်းရနာပိုင်းတွေဘက်ကရွှေပြောင်းအလုတ်သမားတွေအပါအဝင်အထောက်ထားမဲ့ဒါမှမဟုတ်ခွင့်ပြုကာလကျော်လွန်နေထိုင်တဲ့မြန်မာတွေကိုဖမ်းဆီးပြီးမြန်မာဘက်ပြန်ပို့တယ်။အထူးသဖြင့်စစ်ကောင်စီလက်ထက်ကိုပေါ့ဘာတွေဖြစ်ခဲ့တယ်လဲ။ I I think there are three groups အများစုအားဖြင့်သူတို့ဟာလူငယ်တွေဖြစ်တယ်။ငယ်ရွယ်တဲ့သူတွေဖြစ်တယ်။မြန်မာစစ်တပ်အနေနဲ့ဝန်ခံမှုတွေလုပ်ဖို့လိုပါတယ်။ သူတို့ဟာလူငယ်တွေကိုယုံထွက်မရပိတ်မိစေရင်လူငယ်တွေကိုတိုက်ပွဲဇုံတွေစီပို့နေတယ်ဆိုတာပေါ့ထိုင်းနိုင်ငံကိုရောက်လာတဲ့မြန်မာတွေမှာအုပ်စု၃စုရှိတယ်လို့ကျွန်တော်မြင်တယ်ပထမအစုကဒုက္ခသည်စခန်း၉ခုမှာရောက်နေတဲ့လူ၉000လောက်ပေါ့သူတို့ကဒီမှာရောက်နေတာ၁၀စုနဲ့၃စု၄စုလောက်ရှိနေပြီဆိုတော့ဒီအုပ်စုကဒုက္ခသည်အုပ်စုတစုပေါ့ ဒုက္ခတွေအမြဲတမ်းအုပ်စုတစုပေါ့အဲဒုတိယအစုတစုကတော့မြန်မာနိုင်ငံတည်းကတိုက်ပွဲတွေကြောင့်တဝလိုက်ပြန်လိုက်လုံနေရတဲ့ဒုက္ခတွေအဖွဲတွေပေါ့ဆိုတော့အဲ့ဒီအဖွဲတွေကိုလည်းကြီးစုစောင့်ရှောက်ရပါလိမ့်မယ်တတိယအုပ်စုကတော့ထိုင်းနိုင်ငံကိုလာဖို့နဲ့ထိုင်းမှာအလုပ်လုပ်ဖို့စနစ်တစ်ခုရှိဖို့လိုတဲ့ရွှေပြောင်းလှုပ်သားတွေပေါ့စတုဒ္ဓအုပ်စုကစစ်အစိုးရကြောင့်နဲ့တိုက်ပွဲတွေကြောင့်ထွက်ပြေးကြရတဲ့နိုင်ငံရေးခိုလုံခွင့်တောင်းခံသူတွေပေါ့ ်ဆိုတော့အုပ်စု၄စုပါဗျာဒါကတော့နိုင်ငံတကာဥပဒေတွေစံသတ်မှတ်ချက်တွေဓလိထုံးစံတွေနဲ့အညီစောင်ရွက်ဖို့နဲ့လူအခွင့်အရေးစတာတွေနဲ့ပတ်သက်လို့စဉ်းစားသုံးသပ်ဖို့ကထိုင်းအစိုးရမှာတာဝန်ရှိတယ်ထိုင်းအစိုးရအနေနဲ့အရာအလုံးကိုကိုယ်ပဲတက်တက်တာဝန်ယူတာမျိုးမဟုတ်ပဲကုလသမဂ္ဂအေဂျင်စီတွေနဲ့လည်းအနီးကလက်တွဲလှုပ်ဆောင်နိုင်ပါတယ်တစ်ချိန်တည်းမှာလည်းတရုတ်ဂျပန်ဩစတြေးလျ EU အဖွဲ့ဝင်နိုင်ငံတွေအမေရိကန်ကနေဒါစသဖြင့် ရင်းနှီးတဲ့နိုင်ငံတွေကအကူအညီနဲ့အထောက်ပံ့မှုတွေတောင်းခံနိုင်ပါတယ်။ဆိုတော့ထိုင်းအစိုးရအနေနဲ့တင့်တော်တဲ့နီလန်တစ်ခုအစီအစဉ်တွေလှုပ်ဆောင်ဖို့လိုပါတယ်။အခုချိန်မှာထိုင်းကဂျနီဗာအခြေစိုက်ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့အဖွဲ့ဝင်တနင်္ဂနွေလည်းဖြစ်ပါတယ်။လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်တနင်္ဂနွေဖြစ်တဲ့ထိုင်းအနေနဲ့နိုင်ငံတကာဥပဒေစံသက်မှတ်ချက်တွေနဲ့ delay ထုံးတွေနဲ့အညီဆောင်ရွက်ရပါလိမ့်မယ်။ဆိုတော့နိုင်ငံရေးခုလုံးဝင်တောင်းသူတွေကို အာနာတိတ်စစ်တက်လက်ထဲရောက်အောင်မြန်မာဘက်ပြန်ပို့တာကလူသားချင်းစာနာမှုဥပဒေနိုင်ငံတကာဥပဒေလိုနဲ့ဆန့်ကျင်တဲ့လူမဆန်တဲ့လှုပ်ဆောင်ချက်ဖြစ်တယ်။ဆိုတော့ထိုင်းနိုင်ငံသားတဦးအနေနဲ့ထိုင်းအစိုးရရဲ့ဒီလိုလှုပ်ဆောင်ချက်ကိုရှုံချပါတယ်။ကျွန်တော်အနေနဲ့ဒီလှုပ်ဆောင်ချက်ပေါ်ဆန့်ကျင်တယ်။ဒီလူမဆန်တဲ့လှုပ်ဆောင်ချက်ကိုထိုင်းအစိုးရအနေနဲ့စက်မလုပ်စေအောင်ကျွန်တော်စက်ပြီးတိုက်ပွဲဝင်သွားပါမယ်။ပြီးတော့ လျော်ကန်တင့်တယ်လို့ဆောင်ရွက်စီဖို့နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ထိုင်းအစိုးရပေါ်ဖိအားပေးရပါလိမ့်မယ် I have a uh, questions uh, with regards to the ASEAN. Uh, you are a, a board member of a APHR and ASEAN ne patalo me chin na de ko shi ba de. Khmyar ga APHR lu khun yin san ya ASEAN parliament amat mya apwe ye bou phwe win de yaw phit de. Jaw win ma swet yee mu ba ra paw a chi kan ne ASEAN mu ga မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အရေးကိစ္စတွေကိုကန့်တွဲဖြေရှင်းတဲ့နေရာမှာ အားအနေဆုံးနီလန်ဖြစ်တယ်လို့ဝေဖန်သူတချို့ကပြောနေကြတယ်။ဒါမှန်ပါသလား။ I am against the principle of non interference. အာဆီယံအတိုင်းအဝန်းအတွင်းကအခြေအနေနဲ့ပတ်သက်လို့ကတော့ဂျားဝင်မဆက်ဖက်ရေးမှုကိုကျွန်တော်စန့်ကျင်ပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာထိုင်းမလေးရှားအင်ဒိုနီးရှားစတဲ့နိုင်ငံတွေကအာဆီယံအတိုင်းအဝန်းတဲကနိုင်ငံတွေဖြစ်ကြတယ်။ ဆိုတော့ကျွန်တော်တို့ဟာအာဆီယံမြူသားစုတစ်ခုထဲမှာရှိတယ်အဖွင့်ဝင်တနင်္ဂနွေမှာပြဿနာတစ်ခုရှိတယ်ဆိုရင်ဒီနေရာမှာတော့မြန်မာမှာပြဿနာတွေအများကြီးရှိနေတယ်ကျန်တဲ့အာဆီယံမြူသားစုဝင်အဖွင့်ဝင်နိုင်ငံတွေကမြန်မာကိုတွားပြီးကူညီပေးရပါလိမ့်မယ်ဒါကဝင်ရောက်ဆက်ဖက်မှုမဟုတ်ပါဘူးဒါကအပြန်အလှန်ကူညီမှုနဲ့တနင်္ဂနွေနဲ့တနင်္ဂနွေမြူသားစုဝင်တွေအကူအညီပေးတာပဲဖြစ်ပါတယ်ပါလို့လဲဆိုတော့အဖွဲ့ဝင်တနင်္ဂနွေဖြစ်တဲ့မြန်မာမှာဒုက္ခပြဿနာတွေရှိနေလို့ကြောင့်ပါဘူး ီးတော့လက်တွေ့မှာလည်းအာဆီယံမှာဘုံသဘောတူညီချက်၅ရက်ရှိတယ်။အဲ့ဒီဘုံသဘောတူညီချက်၅ရက်ကလွန်ခဲ့တဲ့၃နှစ်လောက်ကအာနာသိစစ်ကောင်းဆောင်ဘူဂျုံမှုကြီးမင်းအွန်လိုင်းအပါအဝင်အာဆီယံခေါင်းဆောင်တွေရဲ့အရှိမသဘောတူရရှိထားတာဖြစ်တယ်။ဆိုတော့အာဆီယံအဖွဲ့ဝင်ဆယ်နိုင်ငံကမြန်မာမှာငြိမ်းချမ်းမှုနဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်စေဖို့ဘုံသဘောတူညီချက်၅ရက်မူကိုအတူတကွသဘောတူခဲ့ကြတယ် ဆိုတော့ဒါကစူပေါင်းလှုပ်ဆောင်မှုတစ်ခုဖြစ်တယ်စူပေါင်းဆုံးဖြတ်ချက်ချမှတ်မှုတစ်ခုဖြစ်တယ်ဒါကဝင်ရောက်ဆွတ်ဖက်မှုမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့ကတယောက်နဲ့တယောက်ကူညီရပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တတ်နိုင်သမျှအာဆီယံမိသားစုထဲမှာရှိနေလို့ပါဒါပေမဲ့မြန်မာကိုကူညီတင်တာကထိုင်းဒါမှမဟုတ်မလေးရှားတို့ပဲရှိနေတာမဟုတ်ပါဘူး but it's not only thailand or malaysia မြန်မာစစ်အုပ်စုအနေနဲ့လည်းကိုယ်တိုင်ကူညီရပါလိမ့်မယ်။ NUG အစိုးရစီနောက်ပြီးချင်းကချင်းအာရကန် ရှမ်းကရင်ကရင်နီမွန်စသဖြင့်တိုင်းသားအဖွဲ့အသီးသီးစီလက်လန်းမှုကြိုးစားရပါလိမ့်မယ်။အခုချိန်မှာမြန်မာစစ်တပ်အုပ်စုအနေနဲ့စစ်အာဏာသိမ်းမှုကမအောင်မြင်ဘူး။သူတို့အနေနဲ့ကြံတဲ့တခြားသူတွေဖိနှိပ်ဖို့စည်ရည်နီလန်းအသုံးပြုလို့မရနိုင်ဘူးဆိုတာကိုနားလည်သဘောပေါက်ဖို့အချိန်ရောက်နေပြီ။သူတို့ဟာအရှုံးဘက်ချမ်းမှာပူရောက်နေပြီ။အခုချိန်မှာသူတို့ဟာနိုင်ငံရဲ့နယ်မြေ area 40ရာခိုင်နှုန်းလောက်ကိုပဲထိန်းချုပ်နိုင်တော့တယ်။ဘင်္ဂလားဒေ့ရှ်အိန္ဒိယတရုတ်လာအိုထိုင်းတို့နဲ့ထိစပ်တဲ့ မြန်မာနယ်စပ်တလျှောက်အီဒီယာတွေအားလုံးရဲ့ဘာကူမှသူတို့မထိန်ချုပ်နိုင်တော့ဘူးသူတို့မထိန်ချုပ်နိုင်တော့ဘူးသူတို့အနေနဲ့တက်ခေါက်ရမယ်အခြေအနေမှာရှိနေပြီဆိုတာကို သူတို့နားလည်သဘောပေါက်ရပါလိမ့်မယ်သူတို့အရေးနိုင်နေပြီဆိုတော့ဒီပကတိအခြေအနေကိုသူတို့နားလည်လက်ခံပြီးညီနိုင်စုနွေးစကားဝိုင်းစီကိုလာဖို့အချိန်ရောက်နေပြီအာဆီယံဘုံသဘောတူညီချက်၅ရပ်ကအလုံးမဖြစ်ဘူးကျွန်တော်မြင်တာကအာဆီယံမှာမြန်မာနဲ့ပတ်သက်ရင်ပြည့်စုံတဲ့မဟာဗျူဟာ တရက်မရှိဘူးလို့ထင်တယ်။ဘာလို့လဲဆိုတော့အာဆီယံဥက္ကဋ္ဌတွေကလှုပ်ဆောင်မှုတွေမတူဘဲတစ်နှစ်ပြီးတစ်နှစ်သာပြောင်းွားခဲ့ကြတယ်။ ASEAN's 5 point consensus doesn't work out ။ဆိုတော့ဘယ်လိုမြင်ပါသလဲ။ It's normal for any organization to have differences ။အဖွဲ့အစည်းတိုင်းအတွက်ကအမြင်မတူမှုတွေရှိနေတာကတော့ပုံမှန်ပါပဲ။ကောင်းတစ်ခါဆိုးတစ်လက်တွေရှိနိုင်တယ်။ဒေသအဖွဲ့အစည်းတိုင်းခင်များနဲ့ ကမ္ဘာတဝန်းကဥရောပသမဂ္ဂနဲ့အခြားဒေသဆိုင်ရာအဖွဲ့စည်းတွေကိုကြီးလက်ရင်လည်းသူတို့မှာပြဿနာတွေရှိကြတာပါပဲ။ဒါပေမဲ့ပြဿနာတွေကဘဝမှာအမှန်ကြုံကြရတဲ့ကိစ္စတွေဖြစ်တယ်။ပြီးတော့ခေါင်းဆောင်တွေအနေနဲ့ပြဿနာကိုဖြေရှင်းဖို့အတူတကွလုပ်ဖို့ကြိုးစားရပါလိမ့်မယ်။အခုနှစ်အာဆီယံဥက္ကဋ္ဌကမလေးရှားဝင်ရုပ်မစ္စတာအန်ဝါအီဗရာဟင်ဖြစ်တယ်။ဆိုတော့အာဆီယံဘုံဝင်အသီးသီးကိုအတူတကွစီးလုံးစေဖို့အချိန်နည်းပေါ်တုံးသက်ဖို့နဲ့အများသဘောဆန္ဒရှာတွေ့အောင်ကြိုးစားဖို့ကသူ့တာဝန်ဖြစ်တယ်။ ပြီးတော့သူ့မှာလုံနိုင်စမ်းတွေရှိပါတယ်။အဲ့ဒီလူလုံဖို့နိုင်ငံရေးအတွေ့အကြုံသူ့မှာရှိတယ်။ဆိုတော့သူ့အနေနဲ့အာဆီယံအဖွဲ့ဝင်တွေကြားဘုံအများသဘောဆန္ဒတစ်ခု ရှာဖို့နဲ့အမြင်မတူမှုတွေကိုကြော်လွားဖြေရှင်းဖို့ဆက်ကြိုးစားရပါလိမ့်မယ်။သူဒါနဲ့ပတ်သက်လို့ဆက်ပြီးကြိုးစားနေပါလေ။ဒါပေမဲ့ဒါကဘလို့ပဲဖြစ်ဖြစ်လက်ခံရတော့မယ်။ပြီးပြီးသားကိစ္စတစ်ခုတော့မဟုတ်ဘူး။အလုံးကမတူတဲ့လမ်းကြောင်းတစ်ခုနဲ့တွန်းနေတဲ့အတွက်ဒါကမပြီးသေးပါဘူး။ အာဆီယံတစ်ဖွဲ့လုံးရဲ့ဘုံအကျိုးအတွက်အားလုံးအတူတူကစူးစီးလက်တွဲလှုပ်ဆောင်လို့ရနိုင်တဲ့အလားအလာတွေရှိနေစေဖြစ်တယ် You mean the Malaysian Prime Minister Mr Ibrahim ဆိုလိုတာကမလေးရှားဝန်ကြီးချုပ် Mr Ibrahim ကတက်ဆိုင်သူအားလုံးကို ကိုယ်တိုင်စကားပြောတင်တာလား Yes of course he is a chair အမမောသူကဥက္ကဋ္ဌလीပြီးတော့ကျွန်တော်တို့မှာဘုံသဘောတူညီချက်၅ရရှိတယ်ပြီးတော့မြန်မာမှာကအဓိကတက်ဆိုင်သူတွေအဖြစ်စစ်တပ် UNG နဲ့ တရင်သားလူနည်းစုအဖွဲ့အားလုံးဆိုတဲ့တက်ဆိုင်သူ၃ဦးရှိရဆိုတာကိုသူ့အနေနဲ့လက်ခံရပါမယ်။ဆိုတော့တက်ဆိုင်သူ၃ဦးပေါ့ဗျာ။သူတို့အနေနဲ့တဦးနဲ့တဦးစကားပြောဆိုကြားရပါလိမ့်မယ်။မစ္စတာအန်ဝါအီရာရဲ့အနေနဲ့ကအဲ့ဒီတက်ဆိုင်သူအုပ်စု၃ဦးနဲ့စကားပြောရပါလိမ့်မယ်။ ္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ဧပြီလ28ရက်နေ့မနက်ပိုင်းရေဒီယိုအစီအစဉ်တွေကိုစတင်နေပါပြီဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေနဲ့တော်လန်ရေးနေမြေတွေတဲကသတင်းတွေအဲ့ဒီဒေသတွေတဲကပြည်သူတွေရဲ့အသံနဲ့အမြင်တွေကိုစုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်ကျွန်မအမီပါ သတင်းလော်ရီထဲမှာတော့ကချင်ပြည်ပေါ်မော်တိုက်ပွဲမှာကချင်လူလတ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တွေကကာကင်းစခန်းတစ်ချို့ကိုထပ်မံသိမ်းပိုက်လိုက်ပါတယ်။ကလေးမျိုးတောင်ပိုင်းကရွာတွေကိုစစ်ကောင်စီတပ်ကနေရက်ဆက်တိုက်ဒီနေ့ဘုံကျဲတက်ခိုက်နေတာကြောင့်အရက်သားထိခိုက်သေးဆုံးမှုတွေရှိနေပါတယ်။တရင်လော်ရီတဲမှာတော့ Greeny Pie ကတတ်ထုမိုင်းနေရာတွေမှာစစ်ကောင်စီကထပ်ပြီးတော့ဘုံကျဲတက်ခိုက်မှုအတွင်းအသေးစိတ်အခြေအနေတွေကဘယ်လိုရှိနေတယ်လဲဆိုတာတွေကိုစူးစီးတင်ဆက်ထားပါတယ်။ ော့သတင်းတွေကိုတင်ဆက်ပြီးသွားမှာပါ။ကချင်ပြည်ပုံမောကမြို့သိမ်းတိုက်ပွဲထဲမှာတော့စစ်ကောင်စီတပ်ကကာကင်းစခန်းငယ်တွေကိုတခုပြီးတခုလက်လွတ်နေရပြီးဖက်ကန့်ဘက်မှာတော့ထိုးစစ်ကြီးတွေလုံနေပါတယ်။ဧပြီလ26ရက်နေ့အထိပုံမောတိုက်ပွဲထဲမှာစစ်ကောင်စီတပ်ရဲ့ကာကင်းစခန်းတွေကိုသိမ်းပိုက်နိုင်ခဲ့တဲ့အပြင်စစ်တပ်ကအရာရှိတွေအပါအဝင်စစ်တုံးပန်းတွေကိုလည်းဖမ်းဆီးရမိထားတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။ဧပြီလ26ရက်နေ့အထိသိမ်းယူထားတဲ့ကာကင်းစခန်းတွေဟာအမှတ်27 ြစ်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်ရဲ့အရေးပါတဲ့စခန်းတွေလို့ဆိုပါရယ်ဖက်ကန်ဒေတာဘက်မှာတော့ဧပြီလ26ရက်နေ့မနက်ကစလို့လေရင်တွေပြန်ဝဲနေတယ်လို့မြေပြင်မှာလည်းတိုက်ပွဲတွေက ပြင်းထန်နေပါတယ်ဖက်ကန်မြို့နယ်မူပင်ဒေတာမှာတိုက်ပွဲတွေပြင်းထန်နေပြီးဖက်ကန်ဒေတာကိုပြန်လည်ထိန်းချုပ်နိုင်ရေးကာမိုင်းနဲ့ရလမ်းကြောင်းလမ်းအတိုင်းစစ်ကောင်စီကထူးစစ်ဆင်လာနေတယ်လို့အင်းတော်ကြီးတမခန်လမ်းပိုင်းကနေလည်းထူးစစ်ဆင်နေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ် စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းကရွာတွေကိုစစ်ကောင်စီကနှစ်ရက်ဆက်တိုင်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလုပ်ခဲ့လို့အရတားထိမှန်တိုက်ဆုံမှုတွေရှိနေပါတယ်။ဧပြီလ26ရက်နေ့နဲ့28ရက်နေ့တွေမှာ လေချောင်းကနေဘုံအလုံးကြီး40နီးပါးကျဲချတက်ခတ်ခဲ့တာကြောင့်အရက်သား၄ယောက်တိတ်ဆုံးခဲ့တယ်လို့ကလေးမျိုးကညီကပြောပါတယ်။ဒါအပြင်စကိုင်းတိုင်းကလေးမျိုးနဲ့လေသာရွာနာကအရက်ဘတ်ဆေးရုံကိုစစ်ကောင်စီတပ်ကဧပြီလ26ရက်နေ့မနေ့ကနေ့လယ်မှာလေချောင်းကနေဘုံကျဲတက်ခတ်ခဲ့လို့ဒေသခံတယောက်ဒဏ်ရာရရှိခဲ့ပါတယ်။အခုနှစ်ဖေဖော်ဝါရီလတုန်းကလည်းအဲ့ဒီဒေသတွေကရွာတွေကိုလေချောင်းကနေဘုံကျဲတက်ခတ်ခဲ့လို့ကလေးတွေအပါအဝင် အရက်သား10ယောက်ထပ်မံနေတိတ်ဆုံးခဲ့ပါတယ်။ ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ထဲမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့ကြားတိုက်ပွဲတွေပြင်းထန်နေပြီး AA ကသိမ်းပိုက်ထားတဲ့နေရာတွေကိုစစ်ကောင်စီကထိုးစစ်ဆင်နေပါတယ်။ဧပြီလလမ်းစမ်းပိုင်းကစလို့ဒီနေ့အချိန်ထိ AA ကထိန်းချုပ်ထားတဲ့နေရာတွေကိုစစ်ကောင်စီဘက်ကဖြန့်ကျက်တိုက်ခိုက်မှုတွေထိုးစစ်ဆင်မှုတွေလုပ်လာတယ်လို့မြေပြင်အခြေအနေကိုသိတဲ့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာ AA ကထိန်းချုပ်ဆိုးမိုးခဲ့တဲ့ လက်ခမောမလကျွန်းနဲ့ပြင်းရှည်ရွာအထိစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်နေပြီးအဲ့ဒီနားတဝိုက်ကနေရအနှံ့ပြားမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေရယူထားတယ်လို့ဆိုပါတယ်ဧပြီလ24ရက်နေ့ညနေပိုင်းကလည်းရေနံတောင်ရွာကိုစစ်ကောင်စီကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့စစ်ပေးဆောင်တပ်ကြီးပိုင်းအမျိုးသမီးတယောက်သေဆုံးသွားပါတယ် အခုထိုက်ပွဲတွေဖြစ်ပွားနေတဲ့ကြောက်ဖြူမြို့နယ်တွေကလိတ်ခမော်မလာကျွန်းနဲ့ပြင်းရှည်ရွာတို့ဟာစစ်ကောင်စီရဲ့တပ်စခန်းတွေနဲ့တရုတ်စီမံကိန်းတွေကိုထိန်းချုပ်ဖို့အရေးပါတဲ့နေရာတွေပဲဖြစ်ပါတယ်တနင်္သာရီတိုင်းဘိတ်တဝဲလမ်းမကြီးပိတ်ထားတာကြောင့်ဘိမျိုးအတွင်းမှာတော့အသားနဲ့ကြက်ဥစည်းနှုံးတွေစံချိန်တင်မြင့်တက်နေပြီးတချို့စားတောက်ကုန်ပစ္စည်းတွေကတော့ပြက်လက်ကုန်ပြီလို့မြို့ကန်တွေကပြောပါတယ် ဧပြီလ16ရက်နေ့ကစပြီးတော့ဘိတ်တဝဲပြည်ထောင်စုကလန်းမကြီးပေါ်မှာရှိတဲ့ဝင်းဝရွာမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ရကနေကလန်းပိတ်ဆို့သွားပြီးအခုလိုမျိုးကုံစင်းနှုံတွေစံချိန်တင်တက်သွားတာလို့ဆိုပါတယ် ကာလန်ပြတ်တောက်နေမှုကြောင့်ဘိမျိုးပေါ်မှာကျုပ်အပါဝင်အသားစေးနှုံးတွေလည်းမြင့်တက်လာနေပြီးဂော်ဘီတို့ပန်းကော်ဘီခင်းကျင်သည့်စတဲ့အခြေခံကုံစင်းတွေပါပြက်ကုန်ပြီလို့မြို့ကမြို့သမီးတယောက်ကပြောပါတယ်။တကြံမတိုင်ခင်ကကျက်3000ခွဲဝင်းကျင်မဲ့ရှိတဲ့ဝတ်သားတပိတ်သားစေးနှုံးဟာအခုဆိုရင်ကျက်4000ပေးဝယ်နေရပြီးကျက်သားတပိတ်သားကိုတော့2400ကနေအခုတော့ 3000ခွဲပေးပြီးတော့ဝယ်နေရတယ်လို့ဆိုပါတယ်။တကြံမတိုင်ခင်ကချက်ဥတလုံးကို450ပဲပေးရပေမဲ့အခုတော့ချက်900ပေးနေရပြီလို့ဆိုပါတယ်။အခုဆက်ပြီးသတင်းလွှာတွေကိုတင်ဆက်ပေးသွားမှာပါရှမ်းပြည်တောင်ပိုင်းပို့ကိုပိုင်အုတ်ချုပ်ခွင့်ရဒေတာဟိုပုံးမြို့နယ်မှာ ပိုမျိုးသားအဖွဲ့ချုပ်ပါတီ PNO အဖွဲ့ဝင်တချို့ကစစ်ကောင်စီရဲ့စစ်မှုထမ်းစီးရင်ထဲမှာပါလာတယ်လို့ဒေတာတွင်စစ်မှုထမ်းအကျုံးဝင်လူငယ်တွေကပြောပါတယ်။ဒီကြောင့်ကိုတော့ကိုစိုးပွေရတင်ဆက်ထားပါတယ်။ဟိုပုံမျိုးနဲ့ထဲကကြေးရွာဒီမှာ PNO ပါတီဝင်တချို့ကိုစစ်ကောင်စီကဒေတာတည်ငြိမ်အခြေရင်အတွက်လို့ဆိုပြီးစစ်မှုထမ်းစင့်ခေါ်စာနဲ့အင်နိုင်ရာရောက်ပေးပို့လာတာလို့ဆိုကြပါတယ်။မြေပြည်တည်ငြိမ်မြစ်တယောက်ကအခုလိုပြောပါတယ်။အာဒါတွေကတော့ကျွန်တော်တို့လည်း ဟိုကြတိနေရပါတယ်စီကောင်စီကလည်းပြန်ဟိုဖြစ်လို့လူမျိုးလူကင်ခွင့်ရှိတယ်လို့တော့မပြောထားပါဘူးဒီစီကောင်စီကထုတ်ပြန်ထားတဲ့စီမူထန်နီဥပဒေမှာလည်းဟိုပြည်သူစီတွေကိုကင်ခွင့်ပေးထားတဲ့ဟိုစာတွေမပါပါဘူးဒါကြောင့်ပြည်သူစီအဖိုက်ဝင်တွေဖြစ်တည်ပြစ်စီပြည်သူစီတပ်ဖွဲ့ဝင်မဟုတ်တည်ပြစ်စီစီကောင်စီကတော့ခေါ်ပါပဲပြီးခဲ့တဲ့2024ခုနှစ်အတွင်း ပို့ရွာတွေမှာ PNE ကစစ်မှုထမ်းတင်နေနေဖွင့်လင်းခဲ့ပြီးအဲ့ဒီတင်နေတယောက်သူတွေကိုစစ်မှုထမ်းကင်းလွတ်ခွင့်ကက်ပြားတွေထုတ်ပေးခဲ့တယ်လို့ဆိုကြပါတယ်လက်ရှိမှာတော့စစ်မှုထမ်းစစ်ကော်ခံရတဲ့ PNO ပါတီဝင်တွေကတင်နေတယောက်တာမရှိဘဲအဲ့ဒီကက်ပြားတွေကိုပတ်စံပေးပြီးဝယ်ယူထားတာကြောင့်စစ်ကောင်စီရဲ့အမှုထမ်းမှာပါဝင်လာတာဖြစ်ပါတယ်ပေါ်မြို့သားလူမျိုးရေးတက်မတော့ PNL စစ်ဘက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူခွန်ရင်းရံကအခုလိုပြောပါဗျ။အခုဆိုရင်စစ်ကောင်စီ နဲ့ပြည်သူစစ်ကပိုးဒေတာတွေမှာဟိုအပြန်အပြိုင်ပေါ့နော်အပြိုင်စစ်မှုန်းခေါ်နေကြတယ်ဖြစ်ပါတယ်ဥမာတရွာကိုလူ၁၀ရောက်ခေါ်တယ် PNO အတွေ့ရ၆ရောက်စစ်ကောင်စီအတွေ့ရ၄ရောက်ပြည်ပြည်သူတွေကအဲ့လိုမျိုးပေးနေရတာဖြစ်ပါတယ်ဒါကြောင့်ဒီမတရားမှုကိုတော်လာကြဖို့ဒီစစ်ကောင်စီတွေထိန်းချုပ်မှုမရှိတဲ့နေရာမှာနေထိုင်ကြဖို့ဒီမကောင်းမှုကိုအလုံးဝိုင်းဝန်းသွန်းလန့်ကြဖို့လိုတယ်လို့ပြောချင်ပါတယ် ဖီယန်နိုပြောရေးဆိုခွင့်ရှိသူစောခွန်ကျော်ဝင်းကလည်းပိုးဒေတာတွင်တည်ငြိမ်အချင်းရဲ့အတွက်ဖီယန်နိုပါတီဝင်တွေကိုစစ်ကောင်စီကစစ်မှုထမ်းဆင့်ခေါ်တဲ့အပေါ်မူဝါဒသဘောတူညီမှုရရှိထားတယ်လို့သတင်းမီဒီယာတွေမှာဖြေကြားထားပူပါတယ်။ဟိုပုံမျိုးနယ်မှာအခုနှစ်ဖေဖော်ဝါရီလလောက်ကစပြီးပြည်ပရောက်လူငယ်တွေကိုလည်းစစ်မှုထမ်းခေါ်ယူဖို့ကြေညာထားတဲ့အပြင်စက်တက်ရင်အမျိုးမျိုးကိုလည်း PNA ကအခွန်ကောက်ခံရရှိရာ ဒေသခံတွေအနေနဲ့စိတ်ဖိစီးမှုများစွာဖြစ်နေရပြီးရှိသမျှပေါင်နဲ့ရောင်းချနေကြရတယ်လို့ဆိုပါတယ်။ဒီရက်ပိုင်းမှာတော့ Greeny ပြည်တဲ့ကစီးပွားရေးလုပ်ငန်းတွေရှိတဲ့ Mochi ဒေသကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်လာနေပါတယ်။ဒီကြောင့်ကိုတော့ Smile ကတင်ဆက်ထားပါတယ်။ ကရနီပြည်ဖာဆောင်မြို့နယ်မော်ချီဒေသကိုအခုလ24ရက်နေ့နဲ့26ရက်နေ့တွင်မှစစ်ကောင်စီကလီကျောက်ကနေပုတ်ကျဲတိုက်ခိုက်တဲ့အတွက်လူကြီးခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်နေအိမ်အဆောက်အအုံတွေလည်းထိမှန်ပျက်စီးခဲ့တယ်လို့မော်ချီဒေသခံတွေကပြောပါတယ်ဧပြီလ26ရက်နေ့နေ့လယ်12နာရီခွဲအချိန်လောက်မှာစစ်ကောင်စီတပ်ကလီရင်နဲ့လာပြီးပုံကျဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီးအဲ့ဒီနားကိုရောက်နေတဲ့မော်ချီဒေသခံတယောက်ကအခုလိုပြောပါတယ်အပေါ်ကဒီဇယ်ကုန်းမှာကျဲသွားတယ် သူတို့ထိတဲ့လူတွေလည်းရှိတယ်ပြောတယ်အခြေအနေကတော့အောက်ရွာဒီဇယ်ကုန်းဖက်မှာ၃လုံးလောက်ပေါ့နော်လင်းရင်လာကျေရွာတယ်ပြီးလို့ရှင်အထိခိုက်တော့အိမ်နေပါတွေတော့ထိတယ်ပြီးလို့ရှင်ယောက်ျားနှစ်ယောက်ထိတယ် ပြီးခဲ့တဲ့ဧပြီလ24ရက်နေ့ကလည်းစစ်ကောင်စီကမော်ချီမျိုးရှိခဲလောက်ွက်တစ်ခုတည်းပေါင်900ပုံနဲ့လာရောက်ကျဲချခဲ့တာကြောင့်အရက်သား9ရောက်ထိမှန်တိဆုပ်ခဲ့တဲ့အပြင်10ရောက်တည်းမနေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အဲ့ဒီမော်ချီဒေသခံကဆက်ပြောပါတယ်။မနေ့တနေ့ကတော့ကျဲတာဒီအခုကျွန်တော်တို့နေတဲ့အိမ်ပေါ်တလုံးကျော်နားမှာပဲပေါ့နော်။အဲတရုတ်ဆက်ရုံမှာကျဲသွားတာ။ အဲတရုတ်ဆက်ရုံအလုံးလုံးနေတဲ့ချိန်မှာပဲကျေတော့တော်တော်များများလည်းထိတယ်တော်တော်များများလည်းတည်ကြတယ်9ရက်6ရက်လောက်တော့တည်တယ်ကြားတယ်ကြပြင်ဧပြီလ24ရက်နေ့မနက်နေ့ခွဲလောက်မှာလဲမဲဆဲမြို့နယ်ထဲကနေရာတစ်ခုကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့သေးတယ်လို့မဲဆဲဒေသခံတွေကပြောပါတယ် လက်ရှိမှာစီကောင်စီကငလင်ပေးကူညီကယ်ဆယ်ရေးနဲ့ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအရှိတ်အဟုန်မြင့်ဆောင်ရွက်ဖို့နဲ့တည်ငြိမ်အေးချမ်းရေးကိုရှေ့ရှုပြီးဧပြီလကုန်အထိယာယီအပြည့်ရထားတယ်လို့ထုတ်ပြန်ထားပါတယ်ဒီလိုမျိုးယာယီအပြည့်ရမယ်လို့ထုတ်ပြန်ထားပေမဲ့လည်းစစ်ကောင်စီတပ်ကလေကြောင်းအပြင်ဒရုန်းသုံးပုံကျဲတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပြခတ်မှုတွေကိုနိုင်ငံတော်ဝန်နှစ်တိုင်းလုပ်နေပြီးတိုက်ပွဲတွေကလည်းပြင်းထန်စွာဆက်လက်ဖြစ်ပွားနေတယ်လို့တော်ရဲရေးအင်အားစုတွေကပြောပါတယ် အခုနားဆင်ကြေကြရတာကတော့သတင်းနဲ့မီဒီယာကွန်ရဲ့ Network Media Group သတင်းဌာနကတင်ဆက်ထားတဲ့ Radio အစီအစဉ်ပဲဖြစ်ပါတယ်။အစီအစဉ်တွေကို နေ့စဉ်မနက်ပိုင်းနဲ့ညနေပိုင်းတွေမှာတင်ဆက်သွားမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြဖို့တိုက်တွန်းရင်းနဲ့အစီအစဉ်ကိုဒီမှာပဲနှီးကုန်ချုပ်လိုက်ရပါတယ်ရှင်။ မင်းစမဗီဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေဆက်သွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ကြံပြုချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုမင်းစမတို့ရဲ့မင်းစမဗီဒီယိုဆောင်မရှယ်ဆွဲ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ကြံပြုချက်တွေကိုကြိုဆိုပါရစေရှင်။ မစ္စမဗီဒီယိုရဲ့ဒီနေ့မနက်အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆီယနာရှင်ဘေးကကင်းဝေးပြီးကိုယ်စိတ်နှပါချမ်းသာချမ်းသာပါစေလို့မစ္စမဗီဒီယိုဖွဲသားတွေကဆုတောင်းမေတ္တာပို့သားလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရက်တည်နေမဲ့မစ္စမဗီဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးကျမ်းမာကြပါစေရှင်